အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ဒီခဏတော့ Great 12 English Unit 3မှာပါတဲ့ It is it was who or that pattern ကိုအတူတူလေ့လာကြရအောင် Great 10 Great 11 Great 12နဲ့ပတ်သက်လို့အင်္ဂလိပ်သင်ကားသားများကိုပုံမှန်တစ်ဆက်ပြီးတော့မှဖြစ်လို့ Subscribe မလုပ်ရသေးရင်ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပေးဖို့ဥစွာတောင်းဆိုပါရစေနောက်ဆိုရင်ကျွန်တော်တို့သင်ကားသားလေးကိုစကြရအောင် It is it was သူရဲ့နောက်မှာ noun တို့မဟုတ် noun phrase adverbial phrase လိုက်မယ် လူပုဂ္ဂိုလ်ဆိုရင်တော့ okay the sentence pattern it is or it was who or that can be used to emphasize a particular noun or noun phrase or adverbial phrase the sentence pattern ကို the noun တို့ the noun phrase တွေ adverbial phrase တွေကိုအထူးအလေးပေးပြီးတော့မှပေါ်ပြခြင်းတဲ့အခါ the, the it is it was pattern ကိုသုံးပါတယ်တဲ့ဥပမာအဖြစ်ပြောရမယ်ဆိုရင် a balanced diet can strengthen our immune system and protect us against illness ညီညွတ်မြတ်တာတဲ့အစာအာဟာရဟာတဲ့ကျွန်တော်တို့ရဲ့ခုခံအားစနစ်ကိုအားကောင်းစေတယ်ပြီးတော့ကျွန်တော်တို့ကိုယောဂါတွေကိုလည်းခုခံကာကွယ်ပေးတယ်တဲ့အဲ့တော့ဒီလိုရိုးရိုးစင့်တင့်ကိုဒီလိုရေးလို့ရပေမဲ့ကျွန်တော်တို့ကဒီအထူးလေးပေးပြီးတော့မှပြောချင်တယ်ဆိုရင် it is a balanced diet that can strengthen our immune system and protect us against asthma လို့ရေးလို့ရတယ်သူရဲ့အိဗယ်ကကျွန်တော်တို့ရဲ့ immune system နေနဲ့ immune system system ကိုအားကောင်းစေပြီးတော့ကျွန်တော်ယောဂါယောဂါတွေကိုခုခံကာကွယ်တက်ခတ်ပေးတာဒီ မြင့်မြတ်တဲ့အစာအာဟာရပဲလို့သူကအလေးပေးပြီးတော့မှပြောတာဖြစ်ပါတယ်။သူအလေးပေးချင်တာဒီ the emphasize is placed on the noun phrase a balanced diet. A balanced diet လို့ခေါ်တဲ့ဒီ noun phrase ကိုအလေးပေးတော့မှပြောချင်တာပါတဲ့။ဆက်စမီတော့ပြောရမယ်ဆိုရင် Edison invented the electrical. Edison ni lesson မျိုးကိုတီထွင်ခဲ့တယ်။ဒီလိုရိုးရိုးကြီးလိုက်လို့ရတယ်။သူတို့ညာလဲပို့ပြီးတော့မှ၄နှစ်သွားအောင် It was Edison who invented the electrical. လီလက်ဆက်မီလွန်းကိုတီထွင်ခဲ့တာဒီအက်ဒီဆင်ပဲဒီလိုမျိုးအက်ဒီဆင်ကို၄နှစ်စီဂျင်လို့၃နာမျိုးကို ADS Awards pattern ကိုသုံးရပါတယ်တဲ့ဒီ ADS Awards pattern ကတော့ကျွန်တော်တို့ဒီထူးထူးဆန်းဆန်းလည်းမဟုတ်ဘူးဟိုးယင်ဒီစနစ်ဟောင်း Grade 8ခရဲက၈တန်းခရဲကဒီ ADS Awards pattern ကအလုံးနဲ့ရင်းနေပြီးသားဆိုတော့ကျွန်တော်အထူးတလဲရှင်းပြနေစရာလည်းမလိုဘူးကျွန်တော်တို့ ISA set လေးကိုမြန်မြန်လေးလုပ်ကြရအောင် We read the following using the pattern it is or it was noun or noun phrase of a verb phrase who or that နဲ့အောက်ပါစာတော်များကိုတဲ့ပြန်ရေးပါတဲ့ကြည့်ကြရအောင် My daughter won the first prize in the mathematics competition သူက emphasize လုပ်စေခြင်းနဲ့ phrase ကိုမြင်သာထားပေးတယ်ကျွန်တော်တို့ကအဲ့ဒါကို it is it was နဲ့ရေးဦးမယ်အဲ့တော့ကျွန်တော်တို့က it is it was better ဆိုတော့ဘာနဲ့စာရေးမလဲ tense ကိုကြည့်ပြီးတော့မှရေးရအောင်မယ်ဒီမှာ tense က past tense ဖြစ်တဲ့အတွက် it was ကိုသုံးရမယ် it was in the mathematics computation mathematical computation ကိုကျွန်တော်တို့အလေးပေးလိုက်တဲ့ emphasize လုပ်လို့တဲ့အရာဒီလူမဟုတ်တဲ့အတွက် then နဲ့ဆက်မယ်ကျွန်တော်ဆက်ယူမယ် that my daughter won the first prize okay next my parents bought a honda fit car for me when i passed the exam To သူလေးပေးချင်တာဒီ a honda fit car ဖြစ်တယ်အဲ့တော့ tense ကလည်း past tense ဖြစ်တဲ့အတွက်ကျွန်တော်တို့က it was နဲ့ပဲရေးရမယ် it was a honda fit car honda fit car ဒီလူမဟုတ်တဲ့အတွက် that my parents bought for me when I passed the exam. -E. Next, the author has written many good short stories for children. To leave the Janadi for children today. At all, it is for children. For children, so uh, Ragale, the praise car, Ludo Dolo Yame, Duga, Ludo Mobu, and that's the best be a man. ီနေ့မှသတိထားသိကျင်တာကဓာတ်ဒီဟူးတွေလည်းဒီလူပုဂ္ဂိုလ်တွေအတွက်လည်းသုံးလို့ရတယ်တခြားလူမဟုတ်တဲ့ဟာတွေသုံးလို့ရတယ်ဆိုတော့ဒီထားမယ်သူတို့ဒီ for children ဆိုတာဒီပြုတ်လုတဲ့လူမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဓာတ်နဲ့ပဲဆက်ပေးရမယ် that the other has relinquished her story ဖြစ်ပါတယ် The angry boys chased the meadow away from the garden. The meadow ကခွေးယူပေါ့နော်ခွေးယူအဖက်ဆက်လုပ်ချင်တာ။အဲ့တော့ဘာနဲ့ရေးမလဲဆိုရင်ဒီနေ့မှာကျွန်တော်တို့က has written ဆိုတာဒီ present perfect ဖြစ်တဲ့အတွက် present ကြောင့်မို့ကျွန်တော်တို့က is နဲ့ပဲရေးတာပါ။ ဒီမှာကျတော့ chased ဆိုတာဒီ first time ဖြစ်တဲ့အတွက် it was နဲ့ပဲရေးရမယ် it was the method that the angry boys chased away from the garden ဖြစ်ပါတယ်ညညို brought the flower vase yesterday evening အဲ့တော့မနေ့ညနေကတဲ့ဒီညညို့ဒီပန်းအိုးကိုခွဲခဲ့သည်တဲ့အဲ့တော့ပန်းအိုးကိုခွဲခဲ့တာညညို့လို့အလေးပေးချင်တာဆိုတော့ broke the past tense it was ညို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 ဒီလူပုဂ္ဂိုလ်ဖြစ်တဲ့အတွက် who broke the flower vase yesterday evening you know, ကျွန်တော် evening January. okay evening လေးထည့်ပေးပါ okay next sentence he has decided to give back the pulse to give give back to the pulse to her because he is honest အဲ့တော့အဲသူကယူသားလို့တဲ့ပတ်စံကိုပြန်ပေးဖို့သူဆုံးဖြတ်ခဲ့တယ်တဲ့အဲ့တော့ သူက because he is honest ဆိုတာကတော့ဒါ every phrase ပေါ့နော်အဲ့တော့ဘယ်လိုရေးမလဲ it is because he is honest that he has decided to get back the post to ဖြစ်ပါတယ်ဒီနေရာမှာလည်းကျွန်တော်တို့က present perfect ကြောင့်မို့ဒီ is ဆိုတဲ့ present tense is လို့ပဲရေးတာပါဟုတ်ကဲ့စစ်ကြည့်ကြရအောင် a bit fire start a bit fire started in my new house last night okay last night ကိုသူက emphasize လုပ်စေချင်တာအဲ့တော့ started ဒီ past tense ဖြစ်တဲ့အတွက် it was ပေါ့ဗျာ it was last night that a big fire started in my neighborhood ဖြစ်ပါတယ်။ I saw an ambulance rushing to the scene. Rushing ဆိုတာကအလင်းမြန်သွားတာ။ To the scene ဆိုတာ scene ဆိုတော့ a place where something happened especially an unpleasant one ပေါ့နော်။သူတစ်ဖြင့်ဒီစစ်မှန်းမြေးစရာတစ်ခုခုဖြစ်ဖြစ်တဲ့နေရာကို scene လို့ပြောတာ။သူတစ်ဖြင့်ဒါ accident ပေါ့ဗျာ။အဲ့တော့လူနာတင်ကားတဲ့အခက်ဖြစ်တဲ့နေရာကိုလူနာတင်ကားအမြန်သွားရအောင်ကျွန်တော်မြင်ခဲ့တယ်တဲ့။အဲ့တော့ Duga source or a past tense today, it was by Yame. It was an ambulance that I saw rushing to the scene today. Number nine. Tanda found a wallet on her way back home. To India Tanda ha India Lama beside Pasai go to get it. Ero Tanda woe do and Pasai Lose now found so It was Tanda who found a wallet on her way back home. The last one. The drought caused many farmers much trouble. ။ drought ဆိုတော့မုခုံရေရှောင်းမှုပေါ့ဗျာ။မုခုံရေရှောင်းမှုကလယ်သမားများစွာကိုဒုက္ခတွေခက်ခဲတွေဖြစ်စေတယ်တဲ့။အဲ့တော့ cause ဆိုတာဒီ past tense ဖြစ်တဲ့အတွက် it was the drought that caused many farmers much trouble ဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ခက်ခဲလေးမဟုတ်တဲ့အတွက်အလုံးစင်နေကြမယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစတင်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်အပတ်မကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ Bye bye